ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမေကွန်းရှင်ကဥယဲထွန်းနိုင်ပါဥယဲထွန်းနိုင်ဟုတ်ပြီအသက်50ပါဆရာကြီးဟုတ်ပြီစဖို့မှုပါတဲ့ဘန်ကောက်မှာပါဟောဘန်ကောက်မှာဟုတ်ပြီဟုတ်ကဲ့ကျွန်တော်ကတဲ့ရန်ကုန်မှာတော့ဆရာကြီးထံမှာတဲ့မိသားစုလိုက်ဆေးပြဘူးပါတဲ့။အော်မိတ်ဆွေဟောပါဟုတ်ပြီ။ဟုတ်ကဲ့ပါဆရာကြီး။အခုတဲ့အသားရပါတယ်တဲ့။ဟုတ်ပြီ။ညလုံးဝါပါတယ်တဲ့။အဲ့ဒီညလုံးဝါတာသိထားရမယ်။ဟုတ်ကဲ့ဆရာကြီး။နော်။ညလုံးဝါလာပြီဆိုရင် အသေးတစ်ခုအားနဲ့လာပြီဟုတ်ကဲ့ဆရာကြီးဗဒအားနဲ့လာလို့မေးရင်ရသာ6ခုအခါတအားနဲ့သွားလို့အားနဲ့တော့ဟုတ်ကဲ့ပါဆရာအဲ့ဒီအခါတအားနဲ့ဆိုတော့ကြောင့်မလို့အခါလေးတွေစားပြရမယ်ဗဒလုံလာဆိုအကြော်တွေလှော်ထားတာတွေမိဖုတ်ထားတာတွေกินထားတာတွေသူ့လုံကစဖို့မှုလုံကလောက်တာဟုတ်ကဲ့ဆရာကြီးတို့ဆိုအနည်းဆုံးသူကြော်ပြီးလို့ဆိုမီးမစားတော့မြည်ရပါပဲလေဟုတ်ကဲ့ဆရာကြီးမြည်ကြတဲ့ကိုတနေ့နေနဲ့တနေ့နေနဲ့မြည်ရတဲ့ကို အကျိုးကနေတိုင်းစားသူဖြစ်တာဟုတ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုပါးစားကြတယ်စားတာမဟုတ်တော့ဘူးလေနှာခေါင်းကိုယ်တိုင်ကြော်ပြီးဆိုနှာခေါင်းကလည်းပဲညော်ပြီးပေါ့ညော်စားတာပဲပေါ့ဟုတ်ကဲ့ပါဆရာအဲ့ဒါလေးကိုကစင်ကျင်နိုင်ရပါတယ်ဟုတ်ကဲ့ပါဆရာဘလို့စင်ကျင်မဲဆိုရင်မတ်လိတတ်မယ်ကို့နောက်မှာပန်ကာတီးတီးပေါ့ဟုတ်ကဲ့ဆရာကို့နောက်ကြော်မှာကို့နှာခေါင်းထဲဝင်လာမဲ့အညွန်နဲ့ကို ပြင်မောင်းထုံမဲ့တွန်းထုံမဲ့ပန်ကာလေးတစ်ခုအများနဲ့ရှိနေသိကောင်းတယ်လို့ဟုတ်ကဲ့ပါဆရာဒါလေးက ရုပ်ဆိုပြင်ပေးနေရတာပဲတမီဟုတ်ကဲ့ပါဆရာမပြင်ပေးရင်ရုပ်ကကောင်းတာပဲဟုတ်ကဲ့ပါပြစ်ထားရင်ရုပ်ကရုပ်ကဘယ်ရထူလာတာပဲဟုတ်ကဲ့ပါဆရာရုပ်ဆိုပြင်ရပါမယ်လို့အသားရတာဆရာရင်အရတာတော့ခုနပြောတဲ့အခါတက်နေလို့ရတာနေလို့ဟောဟုတ်ကဲ့ဆရာအကြော်တက်များလို့ရတာဟုတ်ကဲ့ပါဆရာအကြော်တွေအားလုံးရှောင်ပါအခါမှာနှမျိုးရှိပါတယ်ကြောင်ရှားတမားကဲ့သို့ဘူကားမစားပါနဲ့ဟုတ်ကဲ့ပါဆရာမဲဇီလီဂွေးတော့ပေါ်ပန်းပြူကဲ့သို့ အီခါကိုစားပါနောက်လိမ့်မဲ့ဆိုလို့ရှိရင်လည်းပဲနတ်သက်ဖြူတောင်တန်းကြီးတောင်တန်းကလေးကိုပူတာကိုမလိမ့်ပါနဲ့တနခါကရမက်ကိုလိမ့်ပါဟုတ်ကဲ့ပါဆရာအဲ့လိုပြုပြင်လိုက်လို့ရှိရင်တိတိသားကိုရပိုင်းအတွက်ပါကိုပြန်ပြီးကောင်းတော့ပါပါလို့ဟုတ်ကဲ့ဆရာသူရေးထားတာလေးဆက်ဖတ်ပြရမယ်နော်ဟုတ်ပြီအခုတည်းကသူကထိုင်းပါတဲ့လဲလူရွယ်မရှိပါဘူးတဲ့လဲလူဟုတ်ဟုတ်ကဲ့ တောင်တလဲရွယ်ပဲရှိတယ်တဲ့အဲ့ဒါအသုံးပြုလို့ရတယ်လားအာရတယ်တောင်တလဲရတယ်ဩဟုတ်ကဲ့ဆရာတောင်တလဲအသုံးပြုရတောင်တလဲအရွယ်လဲအသုံးပြုရတောင်တလဲတီးတယ်သုံးအသုံးပြုရတယ်ဟုတ်ကဲ့ပါဆရာကြီးအသုံးပြုပါလို့ဟုတ်ကဲ့ပါဆရာကြီးတည်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ကေသွယ်မိုးပါကေသွယ်မိုးဟုတ်ပြီဟုတ်ကဲ့52နှစ်ပါဆရာကြီး အရွယ်ကောင်းပဲเนาะဟုတ်ထိုင်းမှာပါပယံလောက်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်ဘယ်လိုသူပြန်လောက်တယ်ဟုတ်ကဲ့ဒီဘောလောရတာဘောလုံငန်းသဘောရပြီဆရာကြီးရှင်နဲ့လူငယ်တဲ့10နှစ်ကတဲ့ရင်သားအကျိတ်ခွဲမှုပါတယ်တဲ့ဘယ်ညာပြောလားအဲ့တော့မပေါ့ဆရာကြီးဟုတ်ပြီခွေးဦးလာတယ်ပေါ့ဟုတ်အခုတဲ့2024မှာတဲ့အကျိတ်ကတဲ့နာလို့တဲ့ဆေးရုံပြတော့တဲ့ကင်ဆာအဆင့်လေးလို့ပြောပါတယ်တဲ့အဲ့တော့တော့ပြောလာပြီလားဟုတ်ကဲ့ အသေးတဲ့အဆုတ်တဲ့အယိုးအထိပြည့်နှက်နေပါတယ်တဲ့ဟုတ်ပြီဆရာကြီးရှင်တဲ့တမီးဆရာကြီးရဲ့စာအုပ်တွေတဲ့ဝယ်ဖတ်ပြီးတဲ့လိုက်လံဆောင်ရွက်ရမှာတဲ့အသေးနဲ့တဲ့ရင်သားအကျိတ်ကတဲ့ရော့ကြလာပြီအာဝန်သာလိုက်တာအဆုတ်နဲ့အယိုးကတဲ့မရော့လို့တဲ့ဘလို့နေထိုင်ရမလဲအဲအဲ့ဒီအခုစာအုပ်ကညွှန်ကြားတဲ့အတိုင်းရှိရှိပေါ့နော်ဟုတ်ကဲ့ဆရာကြီးရှိရှိပေါ့ ရေဆွဲတက်တက်လုံးလိုက်နာပေးရမယ်ဟုတ်ကဲ့ဆရာခဏမဟုတ်ဘူးဟုတ်ကဲ့ဆရာရှောင်းဆရာလေးဆရာကြီးပြောရှောင်းဆရာလေးကိုရှောင်းဟုတ်ကဲ့ဆရာဥမာအကျော်အဆက်တွေကိုရှောင်းရှောင်းဟုတ်အချင်းကားစားမယ်အေးတဲ့အချင်းကားကိုစားဟုတ်ကဲ့ဆရာပူတဲ့အချင်းကားမစားနဲ့ဟုတ်ကဲ့ဆရာနော်အဲ့လိုလိုက်နာပေးရင်လည်းတက်တာမှာလိမ့်တဲ့ခါမှလည်းပဲနတ်သက်ဖြူတောင်းတကြီးတောင်းတကြီးလို့ကဲသူပူတာမလိမ့်နဲ့ဟုတ်ကဲ့ဆရာတဏ္ဍာကရမဲ့လိမ့်ဟုတ်ကဲ့ဆရာအဲ့လိုလိမ့် ဲတရခါကရမဲလိမ့်တဲ့အခါတိုင်းခါတိုင်းတရခါနဲ့ကရမဲကိုတကောတကောရက်ဟုတ်ကဲ့ဆရာနော်ကရမဲရက်တဲ့အခါမှာတော့သတိထားထညင်မစားနဲ့ထညင်နဲ့ကရမဲကအစိတ်ဖြစ်တာဆရာအမြဲသတိထားပြောတယ်ဟုတ်ကဲ့ပါဆရာနော်အဲ့လိုဆောင်ရပြီးရင်တက်တာမှာပါလို့ဟုတ်ကဲ့ပါဆရာနော်လေ့ကျင့်ခန်းလေးတစ်ခုခုမိုးလင်းနေဆိုရင်တဘူတဘာသွားပြီးပြီဆိုရင်လေ့ကျင့်ခန်းလေးတစ်ခုကိုလည်းလှုပ်ရှားဖို့ဟုတ်ကဲ့ပါဆရာနော်လှုပ်ပါအဲ့လိုချွေးလေးစို့လာတဲ့ကြီးလှုပ်ပါ တို့တနေကူနေလို့ပေါ်သွားမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တော့စောင်းတည်ထဲမှာတော့နေနီးထိုင်နေရအပြည့်အစုံညွှန်ကြားထားတာဟုတ်ပါတယ်ပါပါတယ်ဆရာဖတ်ပြီးသူလိုက်နိုင်ရဲ့အကျိုးရှိမှာပါဘာဆေးတွေဆက်တော့ရမလဲတဲ့ဆေးကတော့ဆေးကတော့အစာလဲဆေးဆေးလဲအစာပေါ့ဟုတ်ကဲ့ဆရာအခုပြောတဲ့ဓာတ်စာတွေကအဲ့ဒါဆေးပဲဆေးတွေပဲဟုတ်ကဲ့ပါဆရာနမတိုင်းရင်ဆေးကဆေးဖော်တာလဲအဲ့ အရွက်အသီးရွက်တွေပဲဟုတ်ကဲ့နော်အခေါတို့အမြစ်တို့ဒါပေါ်တာဖြစ်ကြအောင်မလို့ဓာတ်ဆစားတာကလည်းပဲစေးပါတယ်ကြောင့်မလို့ဆရာတို့ကမိဖို့ကြောင့်ကိုစေးကန်းလို့မြင်စည်းခြင်းနဲ့ဟုတ်ကဲ့ပါဆရာတွားလို့ရှိရင်ဈေးချင်းတော့ကဈေးချင်းတော့မဟုတ်စေးချင်းတော့ဖြစ်အောင်ဝေတတ်ဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုပြုပြင်လိုက်လို့ရှိရင်ကိုတိတာကောင်းသွားမှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ပြရှင်ကြပါစေညီညာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးအခုမေခွန်းရှင်ကမတ်မေသူပါဆရာကြီးမတ်မေသူမေသူဟုတ်ပြီဟာအသက်30ပါဆရာကြီးဟုတ်ပြီဗျာအသားဆက်ယုံပါတဲ့အလုတ် လုတ်ပါတယ်တိုင်းပါပါအသားဆက်ယုံတိုင်းပါပါနော်ဟာဆရာကြီးရှင်နဲ့တခါတရံနဲ့အသားရပါတယ်တဲ့ဟုတ်ပြီဖြစ်နေတာခြေထောက်မှာတဲ့အမဲရောင်အဖုသေးသေးလေးတွေပွာလာလို့ပါရှင်တဲ့ဟုတ်ပြီ ဆရာကြီးစီမားတဲ့ဆေးဝယ်လို့ရရင်လေတဲ့ကျေးဇူးပြုပြီးရောင်းပေးပါရှင်တဲ့ဟုတ်ပြီအဲ့ဒါတော့အခုဆက်သွယ်တဲ့နော်ပင်လုံးနဲ့ဆက်သွယ်လေဟုတ်ကဲ့ဆရာကြီးဆက်သွယ်ရတာရှိပါတယ်ဟုတ်ကဲ့ပါနောက်တစ်ခုသမီးလုပ်တဲ့လုပ်ငန်းတဘာဝကိုကအတလိဆန်ရဲ့သွေးသားပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီချီရင်မထီအောင်ပေါ့ဟုတ်ကဲ့ဆရာကြီးမထီအောင်ပါလို့ချီအေးလေးလို့ဖြူရမယ်ဟုတ်ကဲ့ပါဆရာကြီးနော်ဝေထားမြတ်လို့ ပြေချွတ်လိုက်ပေါ့ဟုတ်ကဲ့ပါဆရာမြေဝထားဖို့မဟုတ်ဘူးနော်ဟုတ်အဲ့ဒီသမီးကင်တွေတဲ့တရဝါရဲ့အသွေးသားကပူမျိုးစုံပါနိုင်တယ်ဟုတ်ကဲ့ပါဆရာကိုမမြင်ဘူးဟုတ်ကဲ့ပါနော်တခွဲကမ်းမှာပဲသိနိုင်တယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါလေးတွေရှိနေလို့ရှင်နောက်ကြလို့ရှင်သမီးဝင်းနှင်းကူတို့လိုပွေတို့လိုအရှားနာတို့လိုမျိုးစုံဖြစ်လာနိုင်တယ်ဟုတ်ကဲ့ပါမဖြစ်ခင်ကကာကွယ်ပေးပါဟုတ်ကဲ့ပါဆရာနော်ခြေလေးဆွတ်ပါ လိန်စီလေးလိန်ပါလိန်စီဆိုတာတဏ္ခာကရမက်ကိုအဓိကထားလိန်ခိုင်းပါတယ်နော်ဟုတ်ကဲ့ပါဆရာလိန်ပါအချင်းနဲ့အခါကိုစားပြီးပါဟုတ်ကဲ့ပါဆရာအကျော်အလောနဲ့အဆက်ကိုရှောင်ပြီးပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးသာဝနာကေဘုရားရှင်ကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်ချိုချိုမြင့်ပါဟုတ်ပြီအသက်48နှစ်ပါဆရာကြီး အရွယ်ကောင်းနေနော်ဟုတ်ကဲ့ပါဆရာကြီးကျုံပြောပါတဲ့ကျုံပြောပါနော်ဟုတ်လဲရလုတ်သားပါတဲ့ဟုတ်ပြီဗျဆရာကြီးရှင်တဲ့ကြောနဲ့ရင်နဲ့ညှက်ပြီးအောက်ပါတယ်တဲ့ဖြစ်တတ်တယ်ညာဘက်ချမ်းပါတဲ့ညာဘက်ချမ်းနော်ဟုတ်ကဲ့အဲ့ဒါလဲသတိလေးတော့ထားအောင်ပါနော်ဟုတ်ကဲ့ဆရာကြီးဘယ်ဘက်ချမ်းမှာအရေးကြီးတော့နှလုံးရှိတယ်ဟုတ်ကဲ့ညာဘက်ချမ်းကအဓိကကအသေးရှိတယ်ဝင်ကြိုက်ထားရင်လည်းဖြစ်တတ်တယ် ဒါမှမဟုတ်ဝင်းပြဲ့ရင်လည်းဖြစ်တတ်တယ်ဟုတ်ကဲ့ဆရာသူအသေးရောင်ရင်လည်းဖြစ်တတ်တယ်ဟုတ်ကဲ့ဆရာသူအသေးမှာဘီပိုးလို့စီပိုးလို့ရှိနေဖြစ်တတ်တယ်အဲ့တော့အသေးနဲ့ပတ်သက်လာရင်အကြုံမှန်သမျှအားလုံးရပလိုက်လို့ဟုတ်ကဲ့ပါဆရာနော်အသေးအတွက်အကောင်းဆုံးကတော့အခါစားပေးရမယ်ဟုတ်ကဲ့ပါအခါမှာပူတဲ့ကြောက်ရှာဓမ္မအခါမစားပါနဲ့ဟုတ်ကဲ့ပါမဲဇလီခွေးတော့ပေါပန်းပြူကဲတို့အခါမျိုးစားပေးပါဟုတ်ကဲ့ပါဆရာကြီး သူကလည်းသူဆက်ရေးထားနော်ဆရာအောင်းရင်နဲ့အဖျားလဲတက်ပါတယ်တဲ့2018တုန်းကတဲ့ရန်ကုန်စေယုံကြီးမှာတဲ့အဲ့လိုဖြစ်လို့ပြတဲ့အခါတဲ့ဆရာဝန်တွေကတဲ့တဲချေပြုံမှာကြောက်တီလို့ခွဲရမယ်လို့ပြောပါတယ်တဲ့အဲဒါအဲ့ဒါအဖြေပေါ်ရပြီလေဟုတ်ကဲ့ဆရာရင်ဒါတဲချေပြုံမှာကြောက်တယ်ကြောက်ရှိနေဟုတ်ပြီခွဲเสียပတ်စံမရှိလို့တဲ့ပြန်လာခဲ့ရတာပါတဲ့ဟုတ်ပြီအခုချိန်ထိတဲ့ခံစားနေရတာပါဆရာကြီးရှင်ဟုတ်ပြီအဲ့ကြောက်တယ်တဲ့ဆိုတော့ မြန်မာတိုင်းရင်းစီးအရာအကောက်ချက်ချလို့ရှိရင်ဓာတ်ထဲမှာပထွေဆွဲဓာတ်ပေါ့နော်ဟုတ်ကဲ့ဆရာပထွေဆွဲဓာတ်လွန်သွားလို့ဟုတ်ကဲ့ဆရာပထွေဆွဲအရသာရာပြေခြုံစိတ်ခြုံစိတ်ဟုတ်ကဲ့ဆရာအဲခြုံစိတ်နာတွေအကုန်ရမ်းလိုက်ရမယ်သူကြီးသမီးမြေပဲလို့ကြက်ဥလို့အုံလို့ခေါက်ဆွဲလို့ဓာန်ပေါက်တို့နော်အဲ့လိုစိတ်နဲ့အစာတွေကိုရက်လိုက်ပါသူရဲ့စန့်ကျင်မဲ့ခါတာကိုစားပေးပါဟုတ်ကဲ့ပါဆရာမဲဇလီဂွေတော့ပေါပန်းပြူဟင်းနုနဲ့ကဲတို့ခါတဲ့အစာကိုစားပါလိမ့်နေ နသက်ဖြူတောင်းတန်းကြီးတောင်းတန်းကလို့မလိမ့်ပါနဲ့တဏ္ခာကရမက်ကိုလိမ့်ပါလိမ့်နိုင်လိမ့်နိုင်တဏ္ခာတဲ့တဏ္ခာတကောရက်ပါကရမက်လိမ့်ကရမက်တကောရက်ပါဟုတ်ကဲ့ပါဆရာရည်များများလေးတောက်ပေးပါနော်တိတတာတက်တာတော့မှာပါအကုန်ကြမ်းမဲများပဲနဲ့ကိုတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစေ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူကြီးအခုမေကွန်းရှင်ကမတ်တီတာပါမတ်တီတာဟုတ်ကဲ့ဆရာကြီး35နှစ်ပါဆရာကြီးဟုတ်ပြီဗျာမလေးရှားတဲ့ဘီစကွတ်ဆက်ယုံမှာလောက်ပါတယ်တဲ့ဘီစကွတ်ဆက်ဟုတ်ပြီမုတ်ဖုတ်တဲ့အပိုင်းမှာတဲ့အညွန်နဲ့ရှိပဲနော်ဟုတ်ကဲ့ဆရာကြီးဘာလို့ဆိုးတဲ့အညွန်နဲ့မဟုတ်ပဲလို့ဟုတ်ကဲ့အညွန်နဲ့တော့အညွန်နဲ့ပဲဟုတ်ကဲ့ဘယ်လိုကြီးညော်လို့လို့ဟိုငားကြော်လို့ထပ်ပတ်ပေါ့နော်ထပ်ပတ်ညော်နေပါအဲ့မထောပတ်ညော်ဖြစ်လိုက်ပါလေဟုတ်ကဲ့ဆရာကြီး ဆရာကြီးမင်္ဂလာပါရှင်တဲ့ရှာမှာအနာလေးတွေဖြစ်ပြီးတဲ့ပျောက်သွားလိုက်ပြန်ပေါ်လိုက်ဖြစ်နေတာတဲ့နှစ်ပတ်ရှိပါပြီတဲ့ဟုတ်ပြီအဲ့ဒါသမီးကကိုလူရင်းလုံနေကိုကိုလုံငန်းကိုကိုအလုံသဘောအရာပေါ့နော်အဲ့ပစ္စည်းတွေမီးရပြရတာရှိရှိနေမှာဟုတ်ကဲ့ဆရာနော်အဲ့လိုမီးတဲ့ခါကျတော့ရှင်မီးပြီးလို့ရှင်တဲ့ရှာပေါ်မှာထဲမထားပါနဲ့ချက်ချင်းလုံကြည့်ပြလိုက်ပါမီးပါဟုတ်ကဲ့ဆရာအလုံသဘောအရာမီးမီးပြီးရင်ရှာပေါ်မှာအဲ့ဒီရတဲ့တိုင်းမထားပါနဲ့ ချက်ချင်းလှုပ်ကြည့်မြတ်အသက်ရှင်းမလိုက်ပါဟုတ်ကဲ့ဆရာပြီးရင်ဂွေတော့ရဲ့မယ်စလီရဲ့ရနိုင်ရဲ့ဟုတ်ကဲ့ဆရာအဲ့ဒါလေးကိုပြုတ်ပြီးတော့ငုံပါဟုတ်ကဲ့ဆရာနောက်ကွန်ဒီလေးမြတ်ရမယ်ဆိုရင်ကွန်ဒီစိတ်ကလေးကိုလေဟုတ်ကဲ့ဆရာကွန်ဒီအစိတ်ကလေးကိုဟုတ်ကဲ့ဆရာအဆူဆူတော့ပူလို့ကောင်းတာပေါ့အဆူမရှိတဲ့အချောက်ပေါ့အဲ့စိတ်လေးကိုပြဇာတ်ထဲမှာငုံထားပြီးပါဟုတ်ကဲ့ဆရာသူကလေမုတ်ဖုတ်တဲ့နေရာကတဲ့တအားပူပါတယ်တဲ့အေးကန်းလေးကိုလည်းဝင်ရပါတယ်တဲ့ အေးကန်းလေတဲ့တအားအေးပါတယ်တဲ့ဟုတ်အခုတဲ့နှကောင်းပိတ်ပြီးတဲ့အနံ့မှာပျောက်သွားလို့ကုညီပါအောင်ရှင်တဲ့ဟုတ်အဲ့ဒါတော့အပူလေးနှစ်ခုချားတယ်မှာတစ်ခုနဲ့တစ်ခုအခုမှာနည်းနည်းလေးနားပြရမယ်သူဟုတ်ဟုတ်ကဲ့ဆရာအပူကားနဲ့အေးကန်းသွားတဲ့အခါမှာဟုတ်နော်မင်းမင်းအနေငယ်ပေါ့နော်နားတဲ့ချိန်မှာဘာလို့ဆိုရေတောက်လိုက်အသက်ကိုနှာခေါင်းရှူတဲ့ဟုတ်ကဲ့ဆရာ။ပါးစပ်ကပြန်ထုတ်ဟုတ်ကဲ့ဆရာ။နှာခေါင်းဝါးဝါးရှူတဲ့ ုတ်ကဲ့ပါဆရာဘဇက်ကပြန်ထုတ်ဟုတ်အဲ့လိုလေတန့်သွားအောင်ရှူသွင်းပြန်ထုတ်ရှူသွင်းပြန်ထုတ်လှုပ်ပြီးမှနောက်တစ်ခန်းကူပါလေနော်အဲ့အဆက်ဒီနဲ့အကြော်လေးရှောင်စားပါအချင်းနဲ့အခါလေးကိုပြတ်တောင်းစားပြေသမီးတိတိတသာတက်တာတော့မှာပါလို့ပြောချင်ပါလေညာဟုတ်ကဲ့ဆရာအနမ်းပြောက်သွားတာဆရာအဲ့ဒါလည်းပဲအဲ့နှာခေါင်းမှာ အမြင်အာယုံတို့အနတ်အာယုံတို့ဟုတ်ကဲ့ဆရာအကြာအာယုံတို့ဆိုတာ तू ကအာယုံရောနဲ့ဆိုင်နေတဲ့တမြင်အနတ်ပြောက်သွားတယ်ဆိုတာတော့နှာခေါင်းရဲ့ဒီမမ်းမဆရာတို့မျက်မှတ်တတ်တဲ့တောက်နာမှာပေါ့နော်နှာသီးလေးတွေရှိတယ်အဲ့နှာသီးလေးရောင်တာလည်းဖြစ်နိုင်တယ်ဟိုနှာသီးတစ်ခုချွေးနေတာဖြစ်နိုင်တယ်အဲ့တော့ရေလေးရှူရမယ်သူဟုတ်ကဲ့ဆရာရေရှူတယ်ဆိုတာရေကိုရှူသွင်းလိုက်လို့ရှိရင် အရှူမတတ်ရင်တီးပြီးတော့အဆိုးရောက်တာလေ ရှူရဲစားတကယ်ရှူမလို့ရအောင်နော်ရေကွက်တဲ့ကိုရေထဲရေထဲပြီးတော့နှာခေါင်းအောင်တိတိပြီးတော့ဖြည်းဖြည်းချင်းနှာခေါင်းထဲကိုဖြည်းဖြည်းချင်းထည့်ဒီမျက်စိနှခုကြားလောက်ကိုရောက်ပြီဆိုရင်ရှေ့ဆက်မရှူနဲ့တော့ပြန်ညှစ်ထုတ်လိုက်ဖြည်းဖြည်းချင်းတိဖြည်းဖြည်းချင်းတွင်ရှူမသွင်းနဲ့ဖြည်းဖြည်းဝင်သွားပြီရဝင်သွားပြီတိတယ်ကိုတော့တိနေပြီအထဲကိုရှူသွင်းနဲ့ အဲ့ဒီခုနဖြစ်တဲ့နေရာလားရောက်ပြီဆိုရင်ပြန်ညှစ်ထုတ်လိုက်ဟုတ်ကဲ့ဆရာအဲ့လိုလုပ်ပေးခြင်းအဖြစ်သမီးနှကောင်းရဲ့ဥစ္စာကတိသာတက်တာတော့ပါလိမ့်မယ်လို့ဆရာကြီးအကြံပေးလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးသာဝနာခြင်းဘုရားရှင်ကြပါစီညာ